ဲဘော်တို့ဒီနေ့ဟာမြေချက်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတဲ့သတိတရခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူ ပေါ်ပေါက်လာခဲ့တဲ့ဒုတံပရောရဲ့20ပြည့်တံပရောနေ့ဖြစ်တယ်တနည်းအားဖြင့်တံပရောဟာ သူတော်ဘာဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိတဲ့အမျိုးသားတံပရောဖြစ်ကူးပြောင်းခဲ့တာကိုကပီးမော်ကွန်တင်ခဲ့တဲ့နေ့ပဲဖြစ်တယ် နိုင်ငံလူသားရေးအတွက်တပ်မတော်နဲ့တိုင်းရင်းသားပြည်သူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထိုးခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂုံပြုတဲ့နေရုနေမြလည်းဖြစ်တယ်ဒူတမ်ဘရရဲ့တမိုင်းကျောင်းဟာမြမုတ်ခေနိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့တမိုင်းကျောင်းနဲ့တသားတည်းဆက်ဆံနေတာကြောင့်တမ်ဘရ180ပြည့် ပြောတဲ့ဒီနေ့ဟာဒုတံဘရော်အတွက်အထူးခြားလေးနေတဲ့နေ့တနေ့ဖြစ်တယ်လို့ဒီလိုတမန်ဝင်နေရုနေမြတ်မှာ ရေဘိုတို့ကိုတိတိတိတတာတွေကို လေတာမှာကြားတော့မှာဖြစ်တယ်ရေဘိုတို့ဒုနိုင်ငံရဲ့တမန်ချောင်းကို ပြန်ကြည့်ရင်တိုင်းရင်းသားစီလုံးညွန့်ညွန့်မှုခိုင်မာအားကောင်းခဲ့တဲ့ကာလတွေမှာပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ ထေဝါခံစားရက်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုရီနေချက်တွေကတရားစတာပေါ်ကျော်ွားတဲ့ဒုနိုင်ငံကို1824ခုနှစ်1852ခုနှစ်နဲ့1885ခုနှစ်တို့မှာမတရားကျူးကျော်စစ်၃ကြိမ်တိုင်တိုင်ဆင်နွှဲခဲ့တာကြောင့်နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာလုံးဝလွတ်လွတ်ဆုံးရှုံးခဲ့ရတယ်။ဒုနိုင်ငံကိုလိုနီဘဝကြာဝခဲ့တဲ့အချိန်မှာတော့ ။နေချက်တွေဟာကာလကြာရှည်ကျွံပြုတ်နိုင်ဖို့အတွက်ပရိယမျိုးမျိုးအနဲ့သွေးခွဲအုပ်ချုပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့တိုင်းရင်းသားတွေအကြားအချင်းချင်းမြုံချင်မှုတွေဟာလွတ်လပ်ရရှိပြီးချိန်မှာအယူဝါဒကောပြမှုတွေနဲ့ရောရှက်ပြီးကြီးမားတဲ့လက်နက်ကန်ပဋိပက္ခတွေကိုဖြစ်စေခဲ့တယ်။ပြည်တွင်းနိုင်ငံတိုင်းတောင်းချမှုဟာ1949ခုနှစ်မှာ ပူမူဆိုးရလာခဲ့တာကြောင့်ဒုတံဘတော်တွေနဲ့ရန်ကုန်ဆိုးရလို့ခေါ်ရတဲ့အခြေအနေထားကနေအသက်သွေးချွေးများစွာပေးဆက်ပြီးတိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။တံဘတော်တွေနဲ့ပြည်တွင်းသောင်းချမှုတွေပြင်တရုတ်ဖြူကွန်မန်ဒန်ရဲ့ကွန်မန်ဒန်နဲ့မူဂျာဟစ်ကလဆိုးတွေရဲ့ပြည်ပချုပ်ချုပ်မှုတွေကိုလည်းနှင်းနှင်းခဲ့ရတာဆွဲဆွဲမြဲမြဲမှတ်ထားကြဖို့လိုသလို့ အဲ့ဒီအချိန်ကာလအဲ့ဒီကာလမှာဗာဒီအကွဲပြဲတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံရေးအကြတဲ့ကိုလည်းအိမ်ဆောင်အစိုးရဖြင့်1958ခုနှစ်မှာတာဝန်ယူပြီးနိုင်ငံတော်ကြီးတည်ငြိမ်အောင်အခက်အခဲမျိုးစုံကြားကဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ရတယ်1958ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရဲ့အားအနေချက်ကြောင့်တိုင်းပြည်ပြိုကွဲမဲ့အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့1962ခုနှစ်မှာလည်း ်တမတော်ကပဲကာကွယ်ဆောင်းချုပ်ပြီးခဲ့ရပြန်တယ်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်ကအာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမဲဆဲဆန်တဲ့အပြုအမူတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်တရားတွေထိခိုက်ပျက်စီးလာချိန်မှာလဲတမတော်ကပဲတာဝန်ကိုထိမ့်သိမ်းဆောင်းချုပ်ပြီးခဲ့ရတယ်။ရတော့တဲ့ဆယ်ပြည့်နှစ်မှာတော့ ပြည်သူအများလူထားတဲ့ပါတီစိုဒီမိုကရေစီလမ်းကြောင်းကိုတပ်မတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ20မှာပါတီစိုဒီမိုကရေစီစနစ်ရှင်းတန်းစီဖို့အတွက်တပ်မတော်အနေနဲ့အေးလို့တွေပေါ်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတည်ရဲ့ကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်2020ပြည်နှစ်ပါတီစိုဒီမိုကရေစီအထူးရေးကောက်ဖွဲ့မှာအနာရပါတီဟာအလွန်ရုပ်ဆိုးကြီးတန်းတာတဲ့ မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီလျှောက်ဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ရဘဲပါတီဆိုဒီမိုကရေစီစနစ်ပြင်းရင်းဈေးတဲ့မယိုးသားတဲ့နိုင်ငံရေးတွတ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမရော်နေနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေကြီးတောင်းဆိုခဲ့ပေမဲ့တောင်းဆိုချက်တွေကိုလက်လျူရှုပြီးလွတ်တော်ခေါ် နိုင်ငံတော်အာဏာကိုမတရားတဲ့နိလန်းနဲ့အာရမရယူဖို့လှုပ်ဆောင်ခဲ့ကြတယ်။ဒါကြောင့်ထိုတံပရော်နေနဲ့နိုင်ငံတော်ကိုအရေးပေါ်ချိန်ဒီကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ထိုတံပရော်နေနဲ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာထိုတံဝန်ရေသုံးပေါက်ကို ထိပါလာမဲ့အန်ဒီရီနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံ အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ရှောက်တောင်းမှဖြစ်ကြောင်းပြောကြလို့တယ်ရဘောရုဒုနိုင်ငံမှာခရစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူလူရဲ့လူဝင်စံတန်းနဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝေးစနစ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးညွတ်ဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး၂၀၁၈ခုနှစ်မေလ၂၉ရက်နေ့မှာ အတည်ပြုပြဌာန်းနိုင်ခဲ့တယ်။ဗစီဘုတ်ခြေကံဥပဒေဟာ တူဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ပဲနေပဲကန္တအသီးသီးကကိုယ်စလေတထောင်ကျော်ပါဝတ်နဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားညီလာကတရက်ကျင်းပါပြီးဖက်တန်းခဲ့ရတဲ့တမိုင်းချောင်းအများပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ် 2008ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပုံမှန်20စာလုံးမှာတံပရော်တီနိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်လို့အတိအလင်းပြဋ္ဌာန်းထားရတဲ့ညီဒုတံပရော်တီနဲ့2008ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်လည်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပုံမှန်6စာလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအနားတွင် တမရကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်တစိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတမရဟာမြို့သားနိုင်ငံရေးတာဝန်ကိုလည်းကြီးမြို့သားထမ်းဆောင်ရဲ့ရှိတယ်မြို့သားနိုင်ငံရေးဆိုတာပြည်တော်သူမပြိုကွဲရေးဒိုင်းရင်းသားစီလုံးကြီးတို့မပြိုကွဲရေးအချို့ချာအာဏာတည်တဲ့ခိုင်မဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှေ့ရှုပေါ်ဆောင်ဖို့ရည်ရထားတဲ့ သာဝရတည်မြဲတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့တမ်ဘော်ကနိုင်ငံတော်စစ်ဘောအချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစူပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ ဲ့ဒီအချိန်ကတွတ်တဲ့ကိုစလေလောင်းအချို့ဟာနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာသွေးထိုးလှုပ်ဆော်ပုံစော်လာခဲ့ကြတယ်။အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံး အကြမ်းဖက်မှုတွေချင်းချင်းပြတ်ပြတ်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲ့ဒါတွေတဲ့တူနိုင်ငံတော်အချို့ကမလိုလားတဲ့ပြည်ပြက်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်နေတဲ့နိုင်ငံကြီးအကြက်တဲကိုပုံမှုချီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှမှသတင်းတွေနဲ့ဝါဒဖြန့်ချီမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလဲပနိုင်စေဖို့နဲ့ဝဒန်းတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတည်ဆံမဲ့ကာ စွန့်ခွာသွားစေဖို့လှုံ့ဆော်တာတွေလှုံ့ဆော်ခဲ့ကြတယ်လို့တပတ်ကလည်းခံဟုတ်ချက်သဘောထားအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခြင်းဖြင့်ပြည်သူတွေချားမှာအကြောက်တရားဆုံးမကြီးဆိုးလာအောင်ရည်ရချက်ရှိရှိလှုံ့ဆော်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးရည်မှန်းချက်ကိုလက်နက်ကန်အကြမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူစူးစမ်းလာခဲ့ခြင်းပဲဖြစ်တယ်။ ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံ၏ပြည်ထနာကိုအခွင့်ကောင်းယူပြီး PDF အမေရိကန်အကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးပြပြအောင်ညီလမ်းပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေသူတို့အလိုကျပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ရွာတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမြို့ချို့ဖျက်ဆီးတာတွေနိုင်ငံပိုင်အဆောက်အဦလမ်းတရာရင်းနဲ့ ကျက်စီတာဝါတိုင်ကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အကြမ်းဖက်လူရွက်တွေကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တနက်ကအကြမ်းဖက်လမ်းစဉ်ခြေသွုံးတွေအကြမ်းဖက်တောင်းချသူတွေဟာသာဝရညင်းချင်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်နေမြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေသွုံးလိုချင်တာကြောင့် ဒိုင်တာစီတို့ညွညွရေးကူထိခိုက်ဒဏ်နဲ့အခြေအနေတွေဖြုတ်ကွန်းလာခဲ့ရပြန်တယ်။နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကြသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလိုဒုတာဝန်ရေသူပေါကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်ဒီနဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့် ူသူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့တို့တော်ဝင်ရည်သွမ်းပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲစွလွန်စွန်စားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုကျေးပွစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့တယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့်ပြည်သူတို့ချင်းစီ နဲ့သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလုံခြုံရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလုံခြုံရေးစနစ်ကိုပေါ်ဆောင်လေးရှိနေတယ်ဒီလိုဖောင်းဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လုံခြုံရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စီစီလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်ဒါပြင်နိုင်ငံသားတိုင်းဟာနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိရတဲ့အညီ တတ်မှတ်ထားတဲ့အသက်ရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပြီးအကောင့်တွေပေါ်ဆောင်ရွက်လက်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွှာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်းအတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြောင့်အယောင်သွေးတူ အတွေ့အမြင်သူယုံကြည်ချက်ခံယူချက်တွင်ကြီးတွေဖြစ်လာကြပြီးတော့နောင်တော်တမတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်ဝန်တာဝန်ချရာတက်အသီးသီးမှာကိုစီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူစစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတရအနေနဲ့နိုင်ငံရေးကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြားလိုတယ်။ ရဲဘော်တို့နိုင်ငံတော်စီမောအုပ်ချုပ်ရေးကောင်စီအနေနဲ့ဆင်မစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးပြည်မကျက်နှစ်ရပ်ကိုခိုင်မာစွာအကောင့်တဖော်ဆောင်ရွက်လက်ရှိနေတယ်။နိုင်ငံတော်ဆိုရကချမှတ်ထားတဲ့နိုင်ငံရေးပြည်မကျက်တွေကိုအောင်မြင်စွာအကောင့်တဖော်ဆောင်ရွက်တဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာ ဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအားလုံးစီလုံးညွညွဆာနဲ့ပြည်ထောင်စုစိတ်ဓာတ်ကို အရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်ထောင်စုစိတ်ဓာတ်ဟာအထက်သမားရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရင်ကဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုံမြင့်ဖြစ်တယ် တို့နိုင်ငံမှာတိုင်းရင်းသားအားလုံးဟာတမီတဲ့နေတရေတဲ့တောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေဒူပူမြတသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်တွေရှိဖို့အရေးကြီးဆုံးနဲ့လိုအပ်ဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ်ပြည်ရင်အားဒီပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုပေါင်းတိုင်းရင်းသားတွေအားလုံးရဲ့စီလုံးညွညွမှုအင်အားတွေနဲ့တူတက်ညီလက်ညီအားလုံး ဥပပေါင်းပါဝင်ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြားလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်ထောင်လက်နက်ကိုင်ပဋိပက္ခချုပ်ငင်းရေးနဲ့သာဝရညီညာရရှိရေးဟာအလွန်အရေးကြီးတယ်လူတံပေါ်တွင်တဲ့ညီငယ်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင်၂၀၁၈ခုနှစ်ဖွဲ့စည်း ဟိုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေတဲ့သဘောတူစာချုပ် NCA ပါသဘောတူညီတဲ့အတိုင်းဖြစ်နေတဲ့များအလေးထားလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်တနင်္ဂနွေလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီးသဘာဝညီညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတဲ့အတူတက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချမ်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင်းနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရွက်နေဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနိလကိုသဘောပိုင်းပေါ်မှာတွဲဆုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံမှာဖြစ်တာကြောင့်ညီညာရေး ဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွင့်ထားကြအောင်ထပ်မံအသိပေးပြောကြလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်တာဝန်ထားဆောင်ခြင်းကစပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရာ လွတ်လပ်ပြီးတရားမျှတတဲ့ပါတီသူဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတမကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမမှချမှတ်ထားတယ်။နိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တမရဲကိုစားနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေရှိရမှာ ကတော့ရှိခုနှစ်ဖော်စီဖို့ခြေကံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများဤဥပဒေနှင့်အညီဒေသလက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လောဘတဲ့ပြည်စီမှုတွေကိုလည်းအကောင့်တဲ့ပေါ်ဆောင်ရွက်လက်ရှိနေတယ်။တနည်းအားဖြင့်ဆန္ဒမေးပေးပံ့ပိုးရှိသူအားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူရ aje ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစိုဒီမိုကရေစီအထူးထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆောင်ရွက်နေတယ်ရဲဘော်တို့ဒုတံဘော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုကျေးပွန်းသာထမ်းဆောင်နိုင်ဖို့အတွက်တတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံတစ္ဆာစီလုံးစီလုံးမှုဆောင်ရွက်သုံးရပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ် အဲ့ဒီအခြေခံအရေးချစ်တွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီဂျီနဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်တပ်သားချောင်းရေးနဲ့တိဆောက်စိတ်ဓာတ်နဲ့တိဆောက်ဆိုတဲ့တပ်တိဆောက်လုပ်ငန်းကြီး၄၀၀နဲ့ကြီးတိဆောက်သွားကြမှာဖြစ်တယ်တပ်တိဆောက်လုပ်ငန်းကြီး၄၀၀ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်လေရှိပြီးတပ်တွေရဲ့လေ့ကျင့်မှုတွေမှန်ကန်မယ်အုပ်ချုပ်ထမ်းမှုတွေကောင်းမွန်မယ် တက်တာချောင်းချီဆောင်းဝဲပေးမှုတွေနဲ့ပြည့်ဝနေမယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တိုင်းရက်တက်ဖို့ဒီအပေါ်မှာခင်တွေတည်တာမှုတပ်မတော်ပေါ်မှာလေးစားယုံကြည်အားကိုးမှုတပ်မတော်နဲ့နိုင်ငံတော်နဲ့စွန့်လွတ်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစီမှာပဲဖြစ်တယ်။အဲ့ဒီလိုစစ်တပ်ကောင်းတွေနဲ့တူစီလုံးညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတိစောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်က ပေးရတဲ့တာဝန်တွေကိုခြေပြသာထားဆောင်နိုင်မှာဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်တို့ဒုတက်မော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့လူကျွေးတာဝန်တွေကိုထမ်းဆောင်နေကြသူတွေဖြစ်တာကြောင့်စိတ်တက်ကြက်ခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်တက်ကြက်ခံမှုဆိုတာအနိုင်မကန်အရှုံးမပေးခြင်းနဲ့ စိတ်ထံကနေဖြစ်တယ်လာတာကြောင့်ရေဘော်တို့တွင်တုံတိုက်တိုက်ကြားကားကဲစိတ်တဒုက္ခကြီးကြံအလံမလဲတဲ့စိတ်တတမ္ပရောရဲ့အစင်လာကိုအသက်ပေးဆောင်ထင်းလို့တဲ့စိတ်တဆရတဲ့တမ္ပရောရဲ့စိတ်တတွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ္ပရောကပေးရလာတဲ့တာဝန်တွေကို အသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထားဆောင်နိုင်မှာဖြစ်တယ် အဲ့ဒီလိုတာဝန်ထမ်းဆောင်နိုင်ထမ်းဆောင်တဲ့အခါမှာတို့တက်မတော်ဟာစီကံကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်တူချင်းကိုစီစီကံထိုင်တဲ့မှုဟာအရေးကြီးတယ်တို့တက်မတော်ဒီနေ့အချိန်ထိမရေမရရတည်နိုင်ခြင်းဟာစီစီကံကောင်းမှုမှုနဲ့အမိတ်နေကံတက်မှုတွေကြောင့်ပဲဖြစ်တယ်တို့တက်မတော်သားအားလုံးအနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခေါဖို့ ခါဝတ်ပစိုးပေါ်မှာမြဲမြံစွာဆောင်တွင်ကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြစည်းကမ်းတွေလုပ်ငန်းဝင်စည်းကမ်းတွေနဲ့နေပတ်စံစည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထိတွေ့တိုက်ခတ်မှု စီမင်း Rules of Engagement ROE တွေကိုလည်းတိကျစွာလက်နာကြဖို့လိုအပ်မယ်။ဒါကြောင့်ရဲဘော်တို့တွင်လည်းစိတ်သက်စည်းကမ်းကောင်းမှုပြီးဥပဒေကိုလေးစားလိုက်တာတဲ့စစ်တီတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့ အလေးနဲ့ထားမှာကြလို့တယ်ရပါလို့ရယူခြင်းခါစားခြင်းဆိုတာတက်ရှိတရဘာတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆွလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက်မိမိနိုင်ငံတော်နဲ့အချို့ချာအာဏာအတွက်မိမိအသက်ခံတာကိုဘေးလူဆွဆားခြင်း ဆိုတာကတော့ အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုနှံကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည့်ဝနေသူတွေဟာအများတကာလုံဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင် ကြုံတွေ့လာရတဲ့အချိန်မှာဆွလွန်ဆွန်ဆန်းမှုအပြည့်နဲ့ဆောင်ရွက်ကြသလိုနိုင်ငံရဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲမိမိအသက်ခန္ဓာကိုဆွလွန်တဲ့အထိကြန့်ခံတဲ့စိတ်ဓာတ်ပြောင်မြောက်တဲ့သူရသက်တွေနဲ့ရဲရဲဝံ့ဝံ့ တိုင်ပွဲဝင်လေးရှိကြတယ်ဒါတွေဟာစစ်တီတော်ကောင်တရားမှုမှာရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တန်တဲ့တဲ့စိတ်ဓာတ်တွေနဲ့နိုင်ငံကာကွယ်တာဝန်တွေကိုစွမ်းစားတမ်းမှထမ်းဆောင်ရင်းအသက်ခံတာဆွန့်လွတ်ခံရတဲ့တပ်မတော်သားတွေမြန်မာနိုင်ငံရတဝန်ပွေတွေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးကို ပြည်သူသားကအာဇာနည်တွေဖြင့်အစဉ်အတိမှပြုလေးစားဂုဏ်ယူကြောင်း ပြောကြလိုတယ်။ဒါပြင်40သောလေးချက်သောတစ္ဆာကို နေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နှင့်လုံခြုံရေးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားပေါ်ရာ အမျိုးသားကောင်းအမျိုးကောင်းတမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလိုတယ်။ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာကြားလိုတာကတော့နှိ80ပြည့်တံပိုးနေဦးတည်ချက်တွေဖြစ်တဲ့ ဒုတာဝဲရေသွမ်းပါကိုအစဉ်အမြဲဥထိပ်ပန်းစီပြီးတမ်ဘရော်ရဲ့အဓိကလုပ်ငန်းကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုတ်လုပ်ငန်းတာဝန်တွေကိုကြာရခန်းခါနာမှအသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီးနိုင်ငံတော်ဖွံ့ဖြိုးတိုက်တဲ့ရေးနဲ့လက်နက်ကင်ပြည်ပခန့်များချုပ်ငိပြီးစစ်မှန်သည့်ထားဝရငင်းငင်းရရှိရာဆောင်ရွက်ရတွင်ဗိုလ်စည်းမှုခြေကဥပဒေ2008နှင့် တဏ္ဍာန်ကလို့ပြစ်ကတိုက်ခတ်မှုရစေသဘောတူစာချုပ် NCA ဘသဘောတူညီချက်များတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝလာသောကြဲဝလာနိုင်သည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေးပြည်သူတို့၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစည်းဝါးဘဝဖုံဖူးထွက်တဲ့ရေးတို့ကိုပပေါင်းစွာကကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်တော်စုကြီးပေါ်ထွန်းလာစီရေအရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ညီဆောင်ဝပစ္စည်းပါကရွက်လက်ပြီးတရားမျှတသောပါတီစိုဒီမိုကရေစီအထူးရေးကောက်ပွဲကျင်းပနိုင်တပ်မတော်ကလိုအပ်သည်များကုကြီးဆောင်ရဲ့ပေးရစတဲ့ဥတီချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တပ်မတော်သားခေါင်းတွေဖြင့်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာပါဝင်မှတ်တမ်းရေးထိုးသွားကြပါလို့အလေးနက်ထားမှာကြရင် 你我出来的。